ဘာတေးလို့အတွေးကြုံရင်ဇာမားကိုအာစတင်ဆက်ထိန်းထားမလားကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာ3 gauge corners ကနေအာစတင်ပြိတက်တွေကိုပြန်လည်ကြိုဆိုရပါတယ်ဘာတေးက CB နှစ်ဦးကိုသာမကပဲဖူဘန်နှစ်ဦးပါကာကွယ်ပေးကူညီပေးနိုင်တဲ့ DM ကစားသမားပါအသင်းကစားပုံက wide ဖြစ်နေသူကရှေ့ကိုတက်ပြီးတော့ဘောလုံးပိုင်ဆိုင်ထားတဲ့ကစားမားလောရကန်ရလွယ်အောင်လို့ရန်ပေးထားတတ်တယ်ပြန်ပြန်ကစားမားကို force play တွေနဲ့ဖိအားပေးတတ်တယ်ဘောလုံးဆုံးဆုံးသွားချိန်မှာခက်မြမြန်ကာဗာလုံနိုင်အောင်ပါတီးရုံးပါတယ် သူကလုံအားနှုံတိကျသေးတဲ့ရှော့ထုတ်ဖြတ်ထုတ်မှုဖီအားပေးကစားဟန်ရီနဲ့ပြန်ဘက်ကိုတုံ့ပြန်တတ်တယ်။ကိုအသင်းဘောလုံးဆုံးရှုံးနေချိန်မှာပါတီကပြင်းပြင်းထန်ထန်ရုံးကန်ပြီးတော့ကိုအသင်းပြန်လည်လွှမ်းမိုးခွင့်ရအောင်ကစားတတ်ပါလိမ့်။စီဗီနဲ့ဖူဘတ်ဂျားကနေရာလွတ်တွေကိုပါတီအလွန်မပေးတတ်ဘူး။ပြိုင်မဲ့အသင်းကဂိုးရီယာရဲ့တိုးဝင်မှုကြိုးစားရင် space တွေကိုအလွန်မပေးမနဲ့ချောင်းမြောင်းနေသူပါတီနဲ့ရင်ဆိုင်လိမ့်မယ်။ဖူဘတ်တို့ကိုပြိုင်ဘက်ကကြော်ဖြတ်လိုက်မယ်ဆိုရင်ပါတီကလွတ်ထွက်သွားတဲ့ပြိုင်မဲ့ကစားမနာရောက်လာနိုင်အောင်ဟန်တားနိုင်အောင်ကြိုးပမ်းပါလိမ့်မယ်။ ဘာတရနေရာယူပုံကောင်းပုံသူလည်းဖြစ်ပြန်နေသူစီကလည်းခွန်အားသုံးကစားတာမြင်ရတယ်လို့ထမ်းမတ်တဲ့ position နဲ့ play ကိုလည်းခံစားနိုင်နေဒါကြောင့်လည်းပါတီရဲ့ဘောလုံးပြန်လဲလူနိုင်စွမ်းမြင်မာတာကိုကျွန်တော်မြင်တွေ့ခံစားနေရတာပါပဲအဲ့ဒီဘိုင်းဟာပါတီရဲ့အထူးကျွန်ဆုံးအရေးသွေးပါပဲခံစစ်ကလည်းတိုက်စစ်ကူးပြောင်းဒါမှမဟုတ်ခံစစ်ကလည်းကစားကွက်ပြန်လဲတီဆောက်မှုအတွက်လည်းပါတီဟာမရှိမဖြစ်ပါပဲသူကဘောလုံးကိုင်ကစားရဲတယ်သူကဘောလုံးနဲ့အတူယုံကြည်ချက်ရှိရှိရှေ့ကိုဆွဲပြေးရဲတယ်ရီယယ်မက်ဒရစ်နဲ့ပွဲမှာဖရီကစ်၂ဂိုးကြောင့် ဒက်ကလန်ရိုက်စ်သူရဲကောင်းဖြစ်ခဲ့ပေမဲ့ပါတီရဲ့တန်ဖိုးမမေ့ထားသေးပါဘူး။ပါတီရဲ့စွမ်းဆောင်ရင်ကိန်းကနန်းတွေဟာတော်လေးကိုထမ်းမြက်ခဲ့တာပါ။ပါတီကရီယန်ရဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပထမကြော့မှာဘောလုံးထိချက်86ကြိမ်ရှိခဲ့ပြီးတော့ဆာလီဘာ62ကြိမ်ပြီးလို့ရှိရင်ဘောလုံးထိချက်အများဆုံးဖြစ်ခဲ့တယ်။ပါတီရဲ့ဘောလုံးပေးပို့မှုက86ကြိမ်လုံနိုင်ခဲ့ပြီးတီးကြတဲ့ပေးပို့မှု62ကြိမ်နဲ့အာဆင်တိုက်စစ်အခင်းကျင်းကိုကူညီပေးနိုင်ခဲ့ပါတယ်။ပါတီကတအူးချင်းလိန်ခေါက်ကြော်ဖြတ်မှု3ကြိမ်လုံနိုင်ခဲ့ပြီး မာရီနယ်လီ၄ချိန်ပြီးလို့ရှိရင်လိန်ခေါကြော်ဖြတ်မှုအများဆုံးစားမှာပါရီယန်ရဲ့ပွဲမှာပါတီကဒုံးချင်းထိတိုက်တွေ့ဆုံမှုဘောလုံးလူနိုင်တာ၃ချိန်ရှိခဲ့တယ်ဝမ်ပိုဇီရှင်၆ချိန်ရှော့ထုတ်ဖြတ်ထုတ်မှု၃ချိန်လုပ်ပြီးတော့ရီယန်တိုက်စစ်ကိုဟန်တာထားနိုင်ခဲ့တယ်ရီယန်ကျယ်စင်စုတိုက်စစ်ကိုဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့တာဟာကန်စစ်ဇာမားရီရဲ့ထူးချွမှုတက်တက်တွေမဟုတ်ပဲကွေးလင်ကနေပါတီရဲ့ defensive cover လုပ်ပေးနိုင်တာကြောင့်လဲပါပါတယ်ပါရီကခန်းစစ်ကိုကာဘာလုပ်ပေးထားလို့ဒက်ကန်ရိုက်တိုက်စစ်ကိုစိတ်လွတ်လပ်လို့လိုက်ပါပြီးတော့ကစားနိုင်နေခဲ့တာပါ ခန်းစစ်ကနေတိုက်စစ်အကူပြောင်းမှာအာစတန်တိုက်စစ်ကိုစတင်ပေးသူဟာပါတီးပါပဲတကယ်ဆိုရင်ပါတီးကပြီးခဲ့တဲ့ရာသီကထပ်ပို့ပြီးတော့အာစတန်ကိုကူညီနေတယ်လက်ရှိရာသီမှာအာစတန်အတွက်ပါတီးကပြိုင်ပွဲစုံ44ပွဲကစားထားပြီးတော့၃ဂိုးသွင်းပြီးတော့ဂိုးဖန်နှိမှုနှစ်ကြိမ်ပိုင်ဆိုင်ထားပါတယ်ပါတီးကပတ်စ်တွေလုတဲ့အခါဘဲဂျီထက်ညာဂျီကိုပို့ပြီးတော့အားကိုးတယ်ညာဂျီနဲ့ဆိုရင်ပို့တီးကြတဲ့ပတ်စ်တွေပါတီးစီကနေမြင်ရပါလိမ့်မယ်သူကဘောလုံးပိုင်ဆိုင်ထားပြီးချိန်မှာစွန်စားပြီးတော့ထိမ့်သိမ်းထားတာတွေပေးပို့မှုတွေလည်းလုပ်တတ်တယ် တခါတည်းတော့လေဟန်ချက်ပြတ်သွားမျိုးရှိပေမဲ့ရုပ်ပြဆင်းမြတ်ဖြစ်သွားမျိုးတိတ်မရှိပါဘူးပါတီကအာစတင်မှာအကောင်းဆုံးအခိုက်အတန့်တချို့ပြသထားပြီးပြီသူရဲ့အရေးပါမှုကထင်ရှားနေပေမဲ့စင်စမ်းမပြတ်အကောင်းဆုံးပုံစံတော့မပြနိုင်သေးဘူးဒါပေမဲ့အာစတင်ပရိသတ်တွေကတော့ပါတီကိုချစ်မြတ်နိုးကြပါရီအာရီဒါကလည်းတန်ဖိုးထားပါရီပါတီကအာစတင်အောင်မြင်မှုအတွက်အတန်လေးသူရဲ့ကောင်းပါလက်ရှိအသီးကောင်ပါတီကအာစတင်နဲ့စာချုပ်တက်တန်းကုံဆုံးတော့မယ်ပါတီကိုအာစတင်ဘယ်လိုသဘောထားမလဲအတွေ့အကြုံရင်ကစားမတူးကိုအာစတင်အလွယ်တကူလက်လို့မခံသင့်ပါဘူး ပါတီကအာစတယ်ခံစင်းတဲ့တိုက်စစ်ကြားကအဖိုးတန်ဆက်ကြောင်းပါဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲမြောက်ဆိုတော့ဘော်ရာရုယပါတီအသေးမှဆက်ရှိဖို့မရှိဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ယူဆကြလဲပါတီဘော်သဘောထားဘလို့ရှိလဲပြပြောပေးခဲ့ပုံအားလုံးကိုကျေးဇူးတင်ပါတယ်